ကျမတော်မူကြပါသားရှင်ခရစ်တန်2025အောက်တိုဘာလ19ရက်နေ့အတွက်မိုးလီဝတာခမဲချက်တွေကိုတက်ဆက်ပေးပါတော့မယ်ကျမကတော့မြတ်သူသူပါဘင်္ဂလားပင်လယ်အော်ရှင်နယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကမ်ပတီပင်လယ်ပင်နှင့်ကျန်မင်္ဂလားပင်လယ်အော်တို့တွင်တိမ်တင့်တင့်မှတည်ထူတက်နေပါတယ်ဒီနေ့ညနေထိမိုးလီဝတာခမဲချက်နေနေကတော့နေပြီးတော့မကွေးရိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပင်လယ်နှင့်ရခိုင်ပင်လယ်တို့တွင်နေရာကွက်ကြား မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့တွင်နေရာကျဲကျဲရှမ်းကုန်းတိုင်းဒေသကြီးစကားနယ်ဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးကယားပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာဆက်ဆိုင်နဲ့စံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာနယ်ပြားမိုးထွေဆုံရပြီးရွာရဲနှုတ်ပြဖြစ်ပါတယ်မြမပင်လည်းပြမလိုင်းမြင့်ရင်မှာလိုင်းတင်တင်ရှိနေက လိုင်းမြင့်မှာတော့၄ပေမှာ၆ပေခန့်ရှိနိုင်ပါတယ် ။လက်ဖြတ်တွဲမိုးလီဝတာခမဲချက်နေနေကတော့တင်းနိုင်တိုင်းဒေသကြီးတွေမိုးပူလာနိုင်ပါတယ်ရှင်။